ရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယို မနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉ဒသမ၄၃မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့ နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအင်ဒိုမီတာ16မီတာစက္ကွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါရယ်ရှင် မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစည်းမရေဒီယိုဖွင့်သူ ဖွင့်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။နိုမာလာ၄ရက်အင်္ဂါနေ့မနက်ပိုင်းမြစည်းမရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00ခွဲထိစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ဆိုင်းခမ်းပါ။ဒီကနေ့မနက်နားဆင်ရမယ့်စီစဉ်တွေကတော့ဓမောဆူအနောက်ချမ်းဒေချောင်းပုံကျဲခံရမှု ထိခိုက်သေးဆုံးသူရှိတဲ့တဲ့တင်နဲ့အတူ စစ်ကော်မရှင်စစ်ကြောင်းထိနာခဲ့တဲ့မောင်းမကန်တိုက်ခိုက်မှုရုတ်တံဒုရကစစ်ကြောင်းထုတ်ပြန်တဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနှာစင်ရမှာပါ။သတင်းတွေပြီးမှတော့မြစည်းမ Editorial Talk အစီအစဉ်ကိုနှာစင်ရဖို့ရှိပါလေခင်ဗျာ။မင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ လဝဲခရိုင်လောင်းလုံးမြို့နယ်မောမကန်ကျေးရွာဘက်ကနေကရင်ကြီးရွာနဲ့ကမ်ပဏီကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ရုပ်တံကိုဒုရကစစ်ကြောင်းကထုတ်ပြန်လာပါရယ်။အင်အား90ကျော်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုအော်တိုဘားလ21ရက်နေ့နဲ့အော်တိုဘားလ22ရက်နေ့တွေမှာတိုက်ခိုက်ခဲ့တဲ့အခြေအနေကိုအတိအပြီးထုတ်ပြန်လာလဲဖြစ်ပါရယ်။စစ်ကော်မရှင်တပ်ကိုတော်လိုင်းပူပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်တာစောင့်ကြိုပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့မှတ်တမ်းတွေကိုသူတို့ထုတ်ပြန်လာတဲ့ရုပ်သံမှာတွေ့ရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့မှာကရင်ကြီးရွာကိုရောက်နေတဲ့စစ်ကော်မရှင်တပ်ကိုတော်လိုင်းပူပေါင်းတပ်ကနှစ်နာရီကြာတိုက်ခိုက်ခဲ့ရမှာစစ်ကော်မရှင်တပ်ဖက်ကတေဆုံးထိခိုက်သူတွေရှိခဲ့တယ်လို့ကာကွယ်ရေးပူပေါင်းမဟာမိတ်တွေဘက်ကလည်းရဲဘော်တို့တန်းရရခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်စစ်ကော်မရှင်ဟာကရင်ကြီးရွာကနေတဆင့်ကမ်ပဏီရွာကိုတွားရောက်ခဲ့ပြီး အော်တိုဘားလာ22ရက်နေ့ညနေပိုင်းမှာထပ်မံတိုက်ခိုက်ခဲ့လို့စစ်ကော်မရှင်တပ်ကတေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။ကရင်ကြီးရွာနဲ့ကမ်းပဏီရွာတိုက်ပွဲနှစ်ကြိမ်မှာစစ်ကော်မရှင်တပ်က၈ဦးတေဆုံးပြီးအများပြားဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တိုက်ပွဲတွင်စစ်ကော်မရှင်ဘက်ကနေလက်နက်ကြီးပစ်ကူစစ်သည်မောပစ်ကူတွေပေးခဲ့တယ်လို့ကာကွယ်တပ်ဖွဲ့တွေကပြောထားပါတယ်။အဲဒီစစ်စင်ရေးကိုတော့ဒဝဲခရိုင်တပ်ပေါင်းစုဒေါနာတက်ရင်တက်ခွဲခွန် LPF ဒေါနတယင်တက်ခွဲလေး KPDF ရမညမွန်တက်တော် DLL ဒူရကစစ်ကြောင်းနဲ့မာမိတ်ပူပေါင်းတက်ဖွဲ့တွေပူပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါလေခင်ဗျာသတင်းသမားတွေကိုအများဆုံးဖမ်းဆီးတဲ့နိုင်ငံတွေထဲမှာမြန်မာပါဝင်နေတဲ့သတင်းတွေဆက်လက်အောင်ပါကမ္ဘာပေါ်မှာသတင်းထောက်တွေကိုဖမ်းဆီးအကျဉ်းချမှုအများဆုံးနိုင်ငံတွေထဲမှာမြန်မာပါဝင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဗီတိရှတန်ယုံကနိုမလာနေ့ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် နိုမာလာနေ့ရက်နေ့မှာကြာရောက်ခဲ့တဲ့နိုင်ငံတကာသတင်းတောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက်ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများအဆုံးသက်ရေးနေမှာမြန်မာနိုင်ငံမှာရှိတဲ့သတင်းသမားတွေအားလုံးရဲ့ရဲစွမ်းတက်တီကိုလည်းဂုံပြူချောင်းပြောပြီး offline နဲ့ online အခြေအနေနှစ်မျိုးစလုံးမှာနှောက်ယှက်မှုစောင့်ကြည့်မှုအလွဲသုံးစားပြုမှုလို့အပါအဝင် ချင်းချောက်မှုတွေနဲ့ပါရင်ဆိုင်နေရတဲ့အမျိုးသမီးသတင်းတောက်တွေကိုလည်းအမှတ်တရအကုန်ပြုထားပါတယ်။ဒါပြင်စစ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်ကစတင်လို့ဒီကနေ့အချိန်ထိသတင်းသမား9ဦးဟာဆီယာနာရှင်ရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပြီးသတင်းသမား200ကျော်ဟာလည်းဖမ်းဆီးခံခဲ့ရတယ်လို့ထုတ်ပြန်ကြမှာပေါ်ပြထားပါတယ်။အဲ့ဒီအထက်မှာအမျိုးသမီးသတင်းသမားအပါအဝင်အ ਨੇ စုံသတင်းသမား52ဦးဟာလက်ရှိမှာဖမ်းဆီးထိန်းသိမ်းခံထားရဆဲလို့ဆိုပါတယ်။ ဒါကြောင့် UK အစိုးရအနေနဲ့မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုမှန်သမျှကိုရှုတ်ချပြီးသတင်းမီဒီယာလွတ်လပ်ခွင့်ကိုအလွဲသုံးစားခြင်းကန့်သက်ချုပ်ချယ်ခြင်းတို့ကိုပြုလုပ်နေသူတွေကိုအရေးယူဆောင်ရွက်ရမယ်လို့ယုံကြည်ကြောင်းဆိုပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံနဲ့ကမ္ဘာတဝန်းမှာရှိတဲ့သတင်းသမားတွေလူအခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေဘေးကင်းလုံခြုံစေရေးအတွက်အကူအညီတွေကို UK အစိုးရကဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်းလည်းမြန်မာနိုင်ငံဆိုင်ရာဗီတိရှတန်ယုံရဲ့ထုတ်ပြန်ချက်မှာကတိပြုထားပါတယ်ခင်ဗျာ။ ကီနီပြည်နယ်ဒမော်ဆိုအနောက်ချမ်းတနေရာကိုစစ်ကော်မရှင်တပ်ကဒီကနေ့မနက်ခွန်နိုင်ကအချိန်မှာ Jet Fighter နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။အဒီလိုပုံကျဲတာကြောင့်၅ဦးသေဆုံးပြီးအဆောက်အဦတွေမိလောင်ကျွမ်းတာတွေရှိခဲ့တယ်လို့ကနဦးသတင်းရရှိထားပါရယ်။ပုံကျဲခံရတဲ့နေရာအနီးနေထိုင်သူတူကတော့လေရင်နဲ့လာမကျဲခင်မှာစူဆိုက်ဒရုန်းအရင်လာတယ်ပြီးတော့လေရင်လာကျဲသွားတယ်ဒရုန်းပုံလဲထက်ကွဲတယ်လို့ AR သတင်းဌာနကပြောထားပါရယ်။ လက်ရှိစည်ရေးအခြေအနေအရစစ်ကော်မရှင်တပ်ဟာဒမုံးဆိုးနောက်ချမ်းဘက်ကိုထိုးစစ်ဆင်နေပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေစေဖြစ်ပါတယ်။စစ်ကော်မရှင်တပ်ဟာအစစ်မြင့် drone တွေကိုပုံမှန်အသုံးပြုလာပြီးဒမုံးဆိုးမြို့အနီးမှာရှိတဲ့စပားစိုက်ခင်းတွေမှာဒေသခံတွေစပားရိတ်သိမ်းနေတာကိုလည်း drone တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမိုးပြဲမြို့အနောက်ချမ်းမှာရှိတဲ့တုံးတက်ကွေအနီးကိုစစ်ကော်မရှင်တပ်က drone နဲ့တိုက်ခိုက်တဲ့အတွက်အရတားတအူထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာ။ ီဇီမာရေဒီယိုရဲ့အင်္ဂါနေ့မနက်ပိုင်းပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်မော်ဂရီကြီးရွာကိုစစ်ကော်မရှင်တပ်ကဝန်ရောက်စီးနင်းပြီးတဲ့နောက်ဒေသခံပြည်သူ40ဦးထပ်မင်းကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Wallet Information Network အဖွဲ့အစည်းကတရားဝါတယ်။ဝက်လက်နယ်နောက်ချမ်းမှာရှိတဲ့ရွာသားကြီးပြူရွာကအင်အား90ခန့်ပါဝင်တဲ့စစ်ကော်မရှင်စစ်ကြောင်းဟာ ဒီကနေ့မနက်6:00နာရီဝန်းကျင်အချိန်မှာမကွရီရွာကိုဝင်ရောက်စီးနှင်းပြီးဒေသခံတွေကိုဖမ်းဆီးခဲ့တာလို့ Wallet Information Network အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ရွာသားကြီးကညကလေးကထွက်လာပြီးမကွရီကိုဒီမနက်အစောပိုင်းရုတ်တရက်ဝင်လာတာဆိုတော့ပြည်သူတွေတင်းရှောင်ကြိမ်မရလိုက်ပဲဖမ်းဆီးခံလိုက်ရတာပါလို့ဆိုပါတယ်။စစ်ကော်မရှင်တပ်ဟာမကွဒီကျေးရွာကဒေသခံပြည်သူတွေကိုဖမ်းဆီးပြီးဒီကနေ့နေ့လယ်ပိုင်းမှာလှေဦးကုန်းရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ Wallet Information Network အဖွဲ့အစည်းကတရားဝါတယ်။ရွာသားကြီးပြူရွာကိုဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကအော်တိုဘားလကလေးကပိတ်ဆို့တိုက်ခိုက်ထားတာဖြစ်ပြီးစစ်ကော်မရှင်တပ်ဖွဲ့ဘက်ကလည်းလေကြောင်းကနေအင်အားဖြည့်တင်တာတွေစောင့်ရွက်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကတရားဝါတယ်။ပြီးခဲ့တဲ့နိုမာလာတရက်နေ့ကလည်းရွာသားကြီးကျေးရွာကိုအင်အားလာရောက်ဖြည့်တင်တဲ့ MI something ရဟတ်ရင်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကတရားဝါတယ်။ ရွာသားကြီးပြည်ရွာကိုတော်လိုင်းတပ်ဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့တွေပိတ်ဆို့ထားတဲ့ကြားကနေပဲစစ်ကြောင်းထွက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဖန်စီခံထားရတဲ့မော်ဂရီဒေတာကန်ဒီရဲ့အချက်အလက်အသေးစိတ်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ Wallet Information Network အဖွဲ့ကပြောထားပါတယ်ခင်ဗျာ။မီဇီမာရေဒီယိုရဲ့အင်္ဂါနေ့မနက်ပိုင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အခုကတော့နိုင်ငံတကာသတင်းတွေရဲ့လှည့်ပါ လန်ဒန်ကိုသွားနေတဲ့ရဟားအပေါ်မှာအစုလိုက်အပြုံလိုက်ဒါနဲ့ထိုးခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးတော့ဖက်စီခံထားရတဲ့တန်ရာရှိသူနှစ်ဦးမှာယခုအခါ တဦးသာတန်တရားရှိသူအဖြစ်ယူဆရတယ်လို့ပြည်သူ့ရဲတပ်ဖွဲ့ကတနင်္ဂနွေနေ့ကပြောပါရယ်ကိမ်းဘရစ်ရှာယာရှာဟာပေါ်မှာအစုလိုက်အပြုံလိုက်ဓာတ်ထုတ်ခံရတာကိုစုံစမ်းစစ်ဆေးနေတဲ့စုံတော့တွေကသူတို့ကိုဖမ်းဆီးထားသူနှစ်ဦးရဲ့ကအသက်32နှစ်အရွယ်ရှိသူတဦးကိုတန်တရားအရေခံအဖြစ်ဆက်လက်စစ်ဆေးနေတယ်လို့ယခုညနေခင်းကပြည်သူ့ရဲတပ်ယူပို့ဆောင်ရေးတပ်ဖွဲ့ကကြေညာချက်ထုတ်ပြန်အတည်ပြုပြောဆိုလိုက်ပါရယ် သူကလူတက်ဖို့ကြိုးပမ်းမှုနဲ့ရဲအချုပ်မှာဆက်ဆက်ချုံနောင်ထားတယ်လို့အဲဒီဂျင်ညာချက်ကဆိုပါတယ်သူဟာပီတာဘူရူဘူရာကနေရှားပေါ်တက်လာတယ်လို့လည်းဖော်ပြထားပါတယ်အကင်းဖြစ်ပွားရာနေရာမှာဖမ်းဆီးခဲ့တဲ့လန်ဒန်မှာ အသက်35နှစ်အရွယ်အမျိုးသားကိုပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက်နောက်ထပ်အရေးကြီးမှုဇုံတရားမရှိဘူးလို့လည်းအဲဒီဂျင်ညာချက်ကဆက်လက်ဖော်ပြထားပါတယ်ပုံမှန်အားဖြင့်လူသွားလာများတဲ့အင်္ဂလန်အရှေ့မြောက် ဒွန်ကက်စတာမြို့မှာ လန်ဒန်ကင်းခရော့စ်ဘူဒါကိုပြေးဆွဲနေတဲ့ရဟားပေါ်မှာအရေးပေါ်အခြေအနေတရက်ပေါ်ပေါက်နေကြောင်းသတင်းပေးပို့ချက်အရစနေနေ့ညခွန်နိုင်မိနစ်40ချိန်ခန့်ကရဲတပ်ဖွဲ့တွေကရရှိခဲ့ပါတယ်။ကနအုမလူ30ဦးကိုဆေးရုံကိုပို့ခဲ့ပြီးတော့ခဏကြာမှ4ဦးဆေးရုံမှာဆင်းသွားခဲ့ပါတယ်။တိုက်ခိုက်ခံရမှုမှာဒဏ်ရာရရှိခဲ့သူတဦးကအဲ့ဒီရထားပေါ်မှာရှိနေတဲ့ရထားဝန်ထမ်းတဦးဖြစ်ပြီးတော့ တိုက်ခိုက်သူကိုတားဆီးဖို့ကြိုးပမ်းရင်းထံရရှိခဲ့ခြင်းဖြစ်ကစိုးရိမ်ရစေအခြေအနေမှာရှိနေပါတယ်။တရားရသူတွေက၅ဦးကဆေးရုံကနေဆင်းသွားပြီပဲဖြစ်ပါတယ်ခင်ဗျာ။ပြင်းရ6.3အဆင့်ရှိတဲ့ငလျင်အာဖဂန်နစ္စတန်မြောက်ပိုင်းမှာလှုပ်ခတ်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ ြင်အား6.3အဆင့်ရှိမြင်းကလင်းတစ်ခု အာဖဂန်နစ္စတန်မြောက်ပိုင်းမှာတနင်္ဂနွေနေ့ကနေတင်းလာနေအကူညားပံမှာလှုပ်သွားခဲ့တယ်လို့အမေရိကန်ပူမိဗေဒလေ့လာရေးဌာန USGS ကပြောပါရယ်နိုင်ငံရှေ့ပိုင်းမှာလူ1200ကျော်သေဆုံးခဲ့ရတဲ့ငလင်ကြီးလှုပ်ခဲ့ပြီးနှစ်လအကြာမှာအခုလိုနောက်တစ်ကြိမ်လှုပ်ခဲ့တာဖြစ်ပါတယ် ငလင်ဟာမဇာအီရှာရစ်မြို့အနီးခုံးမှာမြောက်နဲ့28ကီလိုမီတာ18မိုင်မှာလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ USGS ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အဲဒီလိုငလင်လှုပ်သွားခဲ့တာကိုမြို့တော်ကပူးမှာရှိနေတဲ့ AFP သတင်းတောက်တွေလည်းခန့်စားသိရှိလိုက်ရပါတယ်။ပြည်သူတွေအရေးပေါ်ခေါ်ဆိုနိုင်ဖို့အတွက်ဖုန်းနံပါတ်တွေကိုဒေတာကန်အာနာပိုင်တွေကထုတ်ပြန်ပေးထားပေမဲ့တေဆုံးမှုနဲ့တရားရရှိမှုသတင်းတွေကိုချက်ချင်းမထုတ်ပြန်ပေးသေးပါဘူး။ မဇာအီရှာရုတ်မှာရှိတဲ့လူအများပြားသူတို့အိမ်တွေပြိုကျသွားမှာကိုဆိုရင်ပြီးညတကောင်မှာလမ်းတွေပေါ်ပြေးထွက်လာခဲ့ကြရတယ်လို့ AFP သတင်းတောက်တူကပြောပါရယ်2021ခုနှစ်မှာအာနာပြန်ရလာကြတဲ့ကတာလီဘန်အာနာပိုင်တွေဟာငလင်ကြီးအများအပြားရဲ့ပြဿနာကိုရင်ဆိုင်ဖြေရှင်းနေကြရပါတယ်အဲ့ဒီအထဲမှာနိုင်ငံအနောက်ပိုင်းဟီရတ်ဒေတာအီရန်နယ်စပ်မှာ2023ခုနှစ်ကလှုပ်ခဲ့တဲ့ငလင်ကြီးလည်းပါဝင်ပါတယ် အဲ့ဒီငလေးမှာလူပေါင်း1500ကျော်တေဆုံးခဲ့ပြီးအိုးအိမ်6300ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။မြစီမာရေဒီယိုရဲ့အင်္ဂါနေ့မနက်ပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရတာဖြစ်ပါတယ်။အခုတစ်ခါမှာတော့မြစီမာ Editorial Talk အစီအစဉ်ကိုဆက်လက်နားဆင်ရမှာပါ။ ဒီမိုးကုန်းနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ဒီလက်ရှိတော့ဒီဒေသကောင်ကြီးတပ်ဖွဲ့တွေကတော့ပြင်ဆင်နေတယ်လို့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ဒီမြို့ခံဒီနဲ့စကားပြောကြည့်တဲ့အခါမှာလည်းသူတို့ကဒီမြို့ဟိုမြို့ပြတ်သွားမှာတော်တော်ကိုစိတ်ပူနေကြတယ်ပေါ့လေရှောင်ဖို့တိမ်ဖို့ကလည်းအရင်တစ်ခါရှောင်ပြီးကတည်းကဟိုပြန်ရှာဖို့တောင်မလွယ်တဲ့အနေအထားဖြစ်နေတော့လေဆိုတော့နောက်တစ်ခုကကြတော့ဒီစေအုပ်စုကဒီလက်ရှိပေါ့လေသူအဓိကရင်ဆိုင်ထားရတယ်လက်နက်ကင်တိုင်းသားလက်နက်ကင်အဖွဲ့ကြီး ထဲကပေါ့လေဒီ TNL နဲ့ MNDO AA တို့ ਨੇ ဟိုအပြစ်ရထားနိုင်ပြီဆိုတဲ့အခါကျတော့ဒီကြံတဲ့ဘယ်ဒေတာတွေကိုရောသူပို့ပြီးတော့ဖိအားပေးလာနိုင်ချေရှိမလဲရှင်အမ်မန်နဲ့မိုးကုတ်ကတခြားမြို့တွေနဲ့မတူတဲ့ဟာကဥပမာဗမော်လိုကဗမော်လိုမြို့မိုးကုတ်ကိုစီစီညင်ညက်ကြည်အောင်စစ်ကောစစ်တပ်အနေနဲ့ စကောမရှင်တန်နေနဲ့ပုံကျဲလို့မရဘူးအမြောက်ပြစ်လို့မရတဲ့အနေထားရှိပါဘာဖြစ်လို့သူ့ရဲ့အချိုးစည်းပွား तू ကတိမ့်လာနိုင်အောင်မှအာဒီအချိုးစည်းပွားတွေမထိခိုက်အောင် तू ကလုံးဝမအောင်တိမ်မွေ့ဘလို့ပဲဖြစ်ဖြစ်ပေါ့ဟောကျွန်တော်တို့အချင်းတွေကိုတွက်ကြည့်ရင် DNL ကဒီအချိုးစူးတက်နဲ့အပြည့်ရလိုက်တာဖြစ်တဲ့အတွက်ရှမ်းမြောက်မှာတိုက်ပွဲပါသွားမယ်နော် DNL နဲ့ ဒီအပြစ်ခတ်ရသဘောတူညီမှုရပြီးတဲ့နောက်နောက်ရက်အောက်တိုဘာလ29ရက်မှာပဲအဲဆေးဆွက်ရွေးကောက်ပွဲကျင်းညာတဲ့အခါမှာရွေးကောက်ပွဲဒုတိယပိုင်းကျင်းပမဲ့မြို့နယ်တရားစင်သူထုတ်ပြန်တဲ့ပဲခူးတိုင်းရှိကြဇီကုံပေါင်းတဲ့ပောက်ခေါင်းပရောင်းမကွေးတိုင်းနေရာဆိုရင်မြို့တက်ငဖဲမင်းတုံးကံကောစိတ်ဖြူစကိုင်းတိုင်းနေရာကလေးဝမင်းကင်ချောင်းဦးပုတလင်အရာတော်ရေဦး နော်နောက်မန္တလေးမှာဆိုရင်မန္တလေးဘက်ကမရယာစင်ကူဒါတွေပါလာတာတွေ့ရရေဘူးကပျော်လို့ရှိရင်အဲ့ဒီမြို့နယ်တွေကိုသူအုပ်ချုပ်ရေးနေရွေးကောက်ပွဲနိုင်တဲ့နင်းနင်းလုံနိုင်မှုအခြေအနေရအောင်သူတိုက်ဖို့လုပ်နော်အိုင်နာတဝိုက်ဒါဒါရှင်းလင်းရေးပေါ့သူအဲ့ဒါမျိုးတွေလုပ်သူစစ်ဒီစစ်အုပ်စုရဲ့စစ်ကော်မရှင်ရဲ့စစ်စင်ရေးစစ်ရေးကြီးမှန်ချက်တွေခွဲလိုက်ရင် သုံးစားရှိမှာတစ်က သူယူကပွဲလုံနိုင်ရေးနောက်နှစ်ကသူ့ရဲ့စီးပွားရေးပေါ်အခွန်ကောင်းတဲ့တန်တတာထိန်ချုပ်ရေးသုံးကတော့အချုပ်ချဆိုတဲ့ဟာပေါ့ဒါတွေကတစ်ခုနဲ့တစ်ခုတီးကြလဲသူတို့ဟိုဆက်ဆက်မှုလည်းရှိတယ်အဲ့ဒီသုံးခုမှာသူ့အတွက်အဲတည်ရှိရအကြီးကြီးတဲ့ဟာတွေရှိဟာရှိနေတာနံပါတ်3ဒီဂျူချမ်းမေးခွန်းပြတဲ့ DNL MMDA ရုံးနဲ့ပြစ်ခတ်ရပြီးတဲ့နောက် value စရေးဖိအားပေးလာနိုင်လဲနော် အဲတဏှာပြင်းဆိုရင် ရှမ်းမြောက်ရက်သွားရင်ဘယ်ဘက်ကိုဖိအားပူလာနိုင်လဲအဲ့ဒါကိုပြောရင်လောလောဆယ်မှာတော့သူရှမ်းမြောက်ကနေထွက်လို့မရသေးဘူးเนาะဒါဘယ်လိုလဲဆိုတော့ DNA နဲ့လေးမပါပြီးမဲ့လဲ PDF နဲ့စက်တိုက်နေရမှာရှိသေးတယ်အကယ်၍များရှမ်းမြောက်ကနေသူကတတ်တချို့ထုံနှုတ်သွားနိုင်ရင်တော့စေရေးဖိအားရခိုင်နဲ့ကချင်မှာတိတိတသာသာပူလာတယ် လေကြောင်းပုံကျဲမှုတွေပေါ်လာနိုင်တယ်ဘာဖြစ်လို့လဲအဲ့ရလေပြတ်သန်းမှုတွေကအဲ့ဒီရှမ်းမြောက်ကိုသွားကြရမလို့တော့နောက်တတိထုံထုတ်ပြီးတော့ရခိုင်တောင်ပိုင်းဆက်မနာအတွက်ပို့တာဖြစ်လာနိုင်တယ်အာရကတတ်တော့အေးရလဲဒီအချင်းတွေကိုကြုံမြင်တော့သူကသူ့လူသူကိုပါသူအတိပေးတတိပေးထားရှိတယ်လေကြောင်းကြီးကြောင်းတိုက်ခိုက်မှုတွေပို့လာနိုင်တယ်ဆိုပြီးတော့နော်အလားတူပဲဗမော်လက်မလွတ်ရေအေးသူဟိုဟိုအဖိအဖိလောက်မှာ ဒါကြောင့်မြမပြီးအေးစစ်ပွဲတွေနဲ့ပတ်သက်ရင်ရှမ်းမြောက်ကစီးရီးရရေးပါတယ်လို့ပြောတာ။တဆယ်နှစ်ခွန်စစ်စင်ရေးမှာတရုတ်ကသာဝင်မဆွက်ရင်ဝင်မတားရင်ဖိအားတွေမပေးလို့ရှိရင်စီးရီးစီးပွားဒီအေးလုံညုံရင်အေးအေးစီးပွားရေးဖိအားတွေဒါမပေးလို့ရှိရင်နောက်ထပ်စစ်တိုင်းဌာနချုပ်တွေအသိမ်းခံရပြီးတော့မင်းအောင်လိုင်းစစ်တပ်ပြူတာပြန်မယ်မင်းအောင်လိုင်းကို တရုတ်ကငယ်ပေါက်ပေးခဲ့တာအခုတော့ရှမ်းမြောက်မှာမန်လင်းလာရှိုးပြည်တော်သူလမ်းမကြီးဘောကနောင်ချိုကြောင်မဲတီဘောတို့သူပြန်ရသွားတဲ့အတွက်မင်းအောင်လိုင်ကမဟာမင်းအောင်လိုင်အတွက်မဟာဗျူဟာမြောက်အောင်ပွဲပဲဒါကြောင့်လဲအဲ့ဒီတော့သူအရက်ပျော်နေခဲ့တာတိတ်ပျော်နေခဲ့တာပြောရရင်တော့ TNL အဲ့ဒါတွေလက်လွတ်လိုက်ရတာတရုတ်ဖီအားနဲ့ MND ကလာရှိုးကိုဆွန့်လွတ်လိုက်ရတဲ့အာရဲ့နောက်ဆက်တွဲပဲဒါတော့အေးပါတဲ့ထောက်ပို့လမ်းပွင့်သွားတာ မင်းအွန်လိုင်းတက်ကမြို့တချို့ပြန်သိမ်းနိုင်တယ်အရေးပါတဲ့လမ်းမပိုင်းကြီးတွေတချို့ပြန်ထိန်းချုပ်နိုင်တာဒီဒါအာရှိလာခဲ့ပြီမဲ့လေအားနေချက်တွေအများကြီးဖြစ်နေသေးတယ်သူရဲ့ရှင်ပြိုင်ဆိုးမိုးနယ်မြေပေါ့ contested area တွေကိုသူကအပြေးဝထိန်းချုပ်ဖို့ကြိုးစားတဲ့ဒေသတွေမှာတိုက်ပွဲရှုံးတာအင်အားပြုံးတိတာတွေဖြစ်နေအထူးသဖြင့်တော့မြေပြန့်ဒေသမြေလက်ဒေသဥမာအပြင်ပဲခူးတိုင်း အဲဗရောင်းမြို့နယ်ထဲမှာဦးလက်လွတ်လိုက်ရတဲ့ကပတ်16ရဲ့ကာကင်းဖြစ်တဲ့0.63လုံးစကန်ကိုပြန်ရဖို့သူအင်အား100လွတ်လိုက်တက်လန်သွားလိုက်နောက်တပ်အင်အား200လွတ်လိုက်တက်လန်သွားလိုက်300လွတ်လိုက်တက်လန်သွားလိုက်အဲ့ဒါမျိုးဖြစ်တယ်။နောက်ပြင်မှာလည်းဒီလိုပဲမြောက်ဝတီစစ်စင်ရေးပါဝင်ပေါ့လေ။တနင်္သာရီမောတောင်လမ်းကြောင်းကို ပြန်ရဖို့သူထိုးစစ်ထိုးနေတဲ့သိန်းခွန်နဲ့မောတောင်ကြားမြစ်တာနဲ့ဒီကိတာဒေတာတွေမှာသူ့ရဲ့တက်တွေအချိန်ချင်းလမ်းတာတွေဖြစ်တယ်။ အဲ့တော့ဒီလွှမ်းခြုံပြောရရင် စေုပ်စုအနေနဲ့ကလည်းစစ်လော်ဘီတွေပြောသလိုမျိုးတွေတစ်ခုပြီးတစ်ခုပြန်သိမ်းပြီးဒေါ်လာရင်းတက်တွေမောင်းထုတ်နိုင်မယ်ဆိုတဲ့အခင်းကျင်းမျိုးဖြစ်လာဖို့ကတော့လုံးဝမရှိပါဘူးနော်မိချောင်းကောင်းထုတဲ့ကစားနည်းလိုပဲတစ်ခုထုတ်လိုက်နောက်တစ်ခုပေါ်သွားလိုက်အနေဒါကတော့အနေဆုံးရှိနေမှာစစ်မျက်နှာများ နေတဲ့၍စစ်ကော်မရှင်တက်အနေနဲ့ဆင့်နိုင်စရာအကြောင်းမရှိနော်ရခိုင်ဆိုရင်တိတ်နောက်ကျသွားပြီဒါစေုပ်စုအတွက်ဈေးမရှိတော့ဘူးရဲ့လို့တော့ပြောလို့ရပါတယ် ဒီရခိုင်ဘက်ကနေပဲဆက်လိုက်ချင်ပါတယ်။တဆယ်နှစ်ဆက်ကုန်ဆက်စင်ရေးမှာဆိုလို့ရှိရင်ဒီရခိုင်စစ်မျက်နှာပြန်ကအတူတူစခဲ့တဲ့စစ်မျက်နှာပြန်ပေါ်လေးတလာတော့နောက်ကြတာပေါ့။နိုဝင်ဘာ17ရက်နေ့မှာစတာဆိုတော့အော်ဆိုတော့ဒါပေမဲ့ဒီ AA ကဒီတဆယ်နှစ်ဆက်ကုန်စကြတဲ့ကတခါမှပြည့်ရသွားတာမရှိဘူးပေါ့နော်။ဒီချက်မြောက်မှာတော့ဒီ high gain သဘောတူညီချက်နဲ့ပတ်သက်ပြီးတော့တစ်ချက်တစ်ဖြတ်ရသွားသေးတယ်ရှိတယ်။သေးတာရှိတာပေါ့နော်။ အာဒါပေမဲ့ဒီအခုနောက်ပိုင်းမှာအဲ့ဒီရက်ခိုင်မှာဆိုလို့ရှိရင်ဒီမြို့သိန်းစခန်းသိန်းသတင်းတွေထပ်ပေါ်လေဒီဒီကြောင်တိုက်ခိုက်မှုသတင်းတွေကပို့ပြီးတော့ခက်စစ်စစ်ဖြစ်လာတာကိုတွေ့ရတယ်ပြီးတော့အစောပိုင်းဆရာပြောတဲ့အထက်မှာလည်းပါတယ်ဒီ AA ကဒီဒေတာခန်တွေမြို့ခန်တွေကိုဟိုလေကြောင်းသတိပေးတာမျိုးတွေလည်းရှိလာတယ်ပေါ့လေဆိုတော့လက်ရှိဒီရက်ခိုင်ဘက်အခြေအနေကဘယ်လိုရှိသလဲရှင်ရက်ခိုင်ကအာ ဟိုကျွန်တော်တို့ဟိုတုန်းကပြောသလိုအရင်ဆုံးလွတ်မြောက်သွားနိုင်တဲ့ဒါဒေတာကြီးတစ်ခုဖြစ်လာနိုင်ခြေရှိတယ်ဆိုတော့เนาะစေရေးရလဲဆိုဟိုစေအုပ်စုတက်ကဆုံးရှုံးမှုတွေကြီးတော့အဲ့တော့ရခိုင်ကသူဖိတာပေါ့ဟောရခိုင်မှာအင်အားထောင်ပေါင်းများစွာခြီးပြီးတော့သူတိုက်တာနောက်ပြီးတော့ကြီးရေလေးသုံးခုသလုံးတိုက်တာဒါမဲ့အဲ့ဒီကြားထဲကဟိုရခိုင်ကဟာအောင်ပွဲတွေရခဲ့တာအခုဒီ DNA လေးနဲ့စစ်တပ် ပစ်ခတ်ရပ်ပြီးတဲ့နောက်အောက်တိုဘာ29ကစပြီးရခိုင်မှာလေကြောင်းတိုက်ခိုက်မှုတွေပိုပြီးတိုးလာရသေးတောင်ပုံကြွန်းပေါက်တော့စစ်တွေကြောက်ဖြူနော်အဲ့ဒီမှာသူဟိုတိုက်ခိုက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေလုပ်တာအောက်တိုဘာ29ကနေ31အထိကို3ရက်တည်းမှာဘယ် drone တွေလက်နက်ကြီးတွေလေကြောင်းတွေနဲ့တိုက်ခိုက်လို့ရခိုင်ဒေသခံတေတာ12ရောက်တည်တယ်31ရောက်ထန်ရအောင် တဖက်မှာလည်းကျွန်တော်ပြောသလိုဒီ AA ကဒီလိုမျိုးကြီးမားတဲ့စီရေး pressure တွေအောက်ကနေပဲသူရေဘွားချုပ်ပြီးပြောရင် AR မကွေးနဲ့ပကိုးတိုင်းနေမှာသူ့ရဲ့ရခိုင်ဝင်ပေါက်ဒီနော်တူရကာထားနိုင်တဲ့အပြင်ကပါဆာ16နဲ့3မိုင်လောက်အကွာအထိကိုတိုးလာနိုင်တာဒါတကယ် remarkable uh, uh, achievement စီရေးတကယ်ချီးကျူးစရာစီရေးဆွမ်းရည်ပဲ ဆေးစုတက်ကဒီမကွေးတိုင်းငဖဲနယ်ထဲမှာရှိတဲ့နတ်ကြီးကလီချောင်းရံကာကွယ်ပြူဟာကိုမချဖို့အတွက်အသေးအတန်ခုခံနေရတဲ့အနေအထားနောက်ဆုံးအဆင့်အနေအထားအချိန်ထဲမှာပဲရခိုင်မှာဆိုရင်အေရကြောက်ဖြူဟိုဟိုထိုးစစ်ဆင်နေပြီးတော့ဆေးစုတက်ကကြီးရည်လေးတုံးခုစလုံးနဲ့ခုခံနေရအရသာတည်ဆုံးမှုတွေကတော့များတာပေါ့လေနောက်စစ်တွေမှာ အာနှစ်ဖက်ပြကမှုရှိနေတော့ဒါအတော့ကျွန်တော်ကထင်တာအေအာစကောင်စီတက်ကိုနောက်ကျောမလွန်အောင်လုပ်တဲ့သဘောလို့တော့သဘောလို့ပဲမြင်ပါတယ်နောက်တစ်ခုကဒီရခိုင်တို့ဟိုပြီးတော့ဒီကချင်တို့ထပ်စားလို့ရှိရင်ဒီအညာအညာဘက်ကအဲဒေတာကဝေးတက်တယ်မှာဆိုလို့ရှိရင်လက်နက်အင်အား ပြီးတော့လူဝင်ရပြီးတော့ဒီအရေးကြီးဆုံးကဗန္နာရေးဗန္နာရေးပေါ့နော်ဒီမှာဆိုလို့ရှိရင်တို့ဒီမှာလိုအပ်ချက်တွေတော်တော်များနေလို့ထင်တယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာဆိုရင်ရောဒီအညာကတက်တည်ပြီးတော့ဒီလူတို့တွေရောပေါ့လေဘယ်လိုမျိုးစိန်ခေါ်ချက်ကြီးကြီးမားမားတွေရှိနေနိုင်မလဲရှင့်တိုက်ပွဲတွေနဲ့ဒါဒေါ်လာရေးမှာဟာအင်အားကြီးတဲ့အဖွဲ့တွေနေနေလဲလွယ်ကူတာမျိုးတော့မဟုတ်ဘူးเนาะအင်အားကြီးရင်သူက တကယ်မြေသိမ်းတိုက်ပွဲကြီးတွေကိုလုပ်တဲ့အခါမှာအင်အားထောင်ချီပြီးလာပေါင်းများစွာကြာအောင်တိုက်ကြအသက်သွေးသွေးအရင်းကြီးများတယ်ဥပမာပေါ့ဗမော်တိုက်ပွဲဆိုရင်အခုဆိုရင်14လပြည့်ပြီတော်တော်ခက်တာဒါကချေကဆေးပြူကကောင်းပြီးတော့နေမီကျွမ်းကျင်မှုတာနေလို့တာစစ်ကော်မရှင်တပ်က drone နေအ drone နေရလဲသူကဟိုဒေါ်လာရင်းပတ်ကတဲ့စာလို့ရှိရင်ခေမီတာပို့သုံးနိုင်တယ်နောက် ဟိုလေချောင်းငုံဆုံမှုမှုတွေနဲ့လေချောင်းတိုက်ခိုက်မှုတွေနဲ့သူအဲ့ဒီအတာအောက်ကနေပြီးတော့တိုက်ရတာသူ့ဘက်မှာဒါစိတ်တက်အင်အားမကောင်းလို့လားအာသူကအဲကြန့်ခိုင်မှုဒီစိတ်တက်မာကြောမှုကတော်လိုင်းဘက်ကတာတာတကယ်တော့ဒီနှွေဦးတော်လိုင်းကြီးကတိုင်းသားတွေတော်တော်များများကိုစူးစီးဤစီတဲ့တော်လိုင်းကြီးပဲဗျ။တန်ကြည့်ရင်ကျွန်တော်တို့ကဝါရုကိုကန်တို့ဥဆောင်မှုနဲ့အာ ရှမ်းမြောက်30 29ဖြစ်လာခဲ့တယ်เนาะနောက်အဲ့ဒါနေပြီးတော့ဒုတိယပိုင်းနောက်ဆက်လာနိုင်ခဲ့တယ်ဒီတော်လိုင်းဥဆောင်ဖွဲ့တွေ KIA AA KNU DNL အဲ့လိုတွေနဲ့သူကအညာအင်အားစုကိုပါ မြေပြတ်အင်အားစုပေါ့เนาะဒီအတက်ပညာတွေလက်နက်တွေဖြန့်လာနိုင်အော်ဒီလိုနဲ့တဖြည်းဖြည်းနဲ့အညာအင်အားစုတွေရဲ့အရေးပါမှုအပိုင်းဘက်ကို ရောက်လာအခုကိုပဲကြည်လေမိုးကုတ်မြို့ကာကွယ်ရေးစူးစမ်းလာနိုင်တာ နော်ဒါဒီဒီအင်အားစုတွေ2021 2022ခုနှစ်တွေမှာဒါမျိုးကစင်းအောင်မစင်းသားနိုင်တဲ့အနေအထားเนาะအဲ့ဒါအရွေးကြီးရွေးပါဒါပေမဲ့ကျူချမ်းပြောလို့ပဲအညာအင်အားစုတွေမှာမလုံလောက်မှုတွေကြီးသေးတာကြီးတာပေါ့အခြေခံပြောရင်တော့ခဲယမ်းရှာပါမှုပဲလက်နက်ကင်တော်လိုက်ရေးဆိုတာအင်မတန်ငွေကုန်တာအဲ့ဒီတော့အရေးမြင့်ရှာပါမှုတွေလဲကြုံနေရတာနောက်တနတ်ရှိပြီမဲ့ခဲယမ်းမရှိရင် ဒါတန်ထုတ်တသက်ပဲအဲ့လိုပြောအဲ့လိုပြောလို့ဒါအညာရင်မှဒီလိုရှားပါမှုမဟုတ်ကရင်ကရင်နီမွန်ပါဝင်တခြားဒေသတော်လိုင်းတပ်ဖွဲ့တွေလည်းဂျုံရတာအညာအတွက်ကရှမ်းမြောက်10 20ကွန်စစ်စင်မှာ ပါဝင်ရင်းနဲ့လက်နဲ့ရှားပါမှုပြဿနာကိုတိုင်းနာတကူကြီးဖြေရှင်းနိုင်ခဲ့တယ်နော်အန်ယူဂျီရဲ့ကာကွယ်ရေးဝန်ကြီးဌာနအန်ယူဂျီဆိုရလဲဒီကိစ္စတွေမှာ အာတော့ဝေယောင်းညိနိုင်ပနာမပနာငွေရှာဖွေးတာเนาะနောက်ပြီးတော့ဝယ်ယူဟိုလိုရအောင်လုပ်နိုင်တာမျိုးတွေဒါစွမ်းဆောင်နေတာပေါ့လေဒါပေမဲ့လဲကျွန်တော်တို့မြန်မာပြည်ကြီးကတရုတ်ရဲ့ခန်းကဏ္ဍလဲတော်ခက်တာဗျတရုတ်ကပြုတ်စုကလူလူနဲ့မရက်ပဲနဲ့ဆိုးဆုနဲ့သွားသွားရက်တာ2025နှစ်စကနေစပြီးတရုတ်ရဲ့ဖီအားကြောင့်တကယ်လက်နဲ့အရင်မြစ်တွေသူတို့တွေကရောက်မပေးကြတော့ဘူး 2025ဩဂုတ်လ20ရက်မှာ YouTube ရဲ့ဆရာပန်ဆန်းမျိုးတွေ့ဆုံပွဲမှာစီရီအပြင်ငွေကြေးအကူအညီကိုဘယ်ဘွဲဦးမှာပေးတော့မှာမဟုတ်ဘူးလို့ထုတ်ပြီးတော့ပြောလာတဲ့နောက်ပိုင်းလက်နဲ့ရဖို့ဆိုတာပုတ်ခတ်သွားတာအညာမှာတိုက်ပွဲဝင်နေတဲ့လူငယ်တယောက်ကကျွန်တော်ကိုပြောပြတာရှင်းလားသူတိုက်ပွဲလေးတစ်ခုပေါ့နော်အဲ့မှာជីကိုရီပြီးတော့ပြစ်ခဲ့တယ်တဲ့ အညာဟာမြန်မာနိုင်ငံရဲ့ဒီဘ ਹੁ မှာဘ ਹੁ ဂျပန်မှာရှိပြီးတော့သူကနေဇက်ဒေတာတွေလို့နေဇက်ဂိတ်တွေလောက်စစ်စစ်လောက်ပဲရှိတာမဟုတ်ပဲမင်းအတွင်းဂိတ်တွေအစင်းစင်းဖြတ်ရတာလမ်းကြောင်းအောင်ရှိကြီးပဲအဲ့တော့လက်နဲ့ရဖို့ခက်တယ်လို့လက်နဲ့ဈေးကလည်းနေဇက်ဈေးတဲ့စားလို့ရှိရင်နှစ်ဆသုံးဆလောက်ကိုမြင့်သွားစေုပ်စုကအညာတော်လိုင်းကြီးကိုနှိပ်ကုပ်ဖို့အတွက်နောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့မုံရခိုင်နောက် ဘူစော်ဒီတွေအားကောင်းတဲ့ကံဘလူကရိုင်းနောက်ပြီးတော့ငလင်ကူညီကယ်ဆယ်ရေးဒီမြေပြင်ရှင်းလင်းရေးဆိုတဲ့အကြောင်းပြချက်နဲ့ငလင်ထိခဲ့တဲ့စကိုင်းခရိုင်တမတရားတိရှိတဲ့ပခုတ်ကူခရိုင်လေဒါစကန်ဌာနချုပ်ရှိတဲ့အဲတမ88ရှိတဲ့မကွေးခရိုင်နောက်မန္တလေးတိုင်းကမင်းချံတမ်းမျိုးဖြစ်တဲ့မိတ်တီလာခရိုင် ပြင်ဦးလင်ခရိုင်နဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့မန်လေးခရိုင်တို့ပဟိုပြုပြီးစစ်ကြောင်းထိုးတာလေးသူကတောက်လျှောက်လုပ်နေပြီးတော့ပါရာမော်တာဂျိုင်ရိုကော့ပတာဒရုန်းတွေနဲ့အဲအပြင်လေယာဉ်တွေနဲ့ပုံကျဲတာဖီအားရှိစီးရေးဖီအားရှိစီးရေးဖီအားပြင်မယ်ဩဂုတ်လအလဲပိုင်းကစပြီးတော့ပုံစီစီးစင်းမှုဖြတ်တောက်ရေးဒါအညာဒေတာသူလှုပ်ထားအလဲပိုင်းကိုပေါ့ဗျာနော်ပိတ်ထားတာအဲ့တော့ပုံစီနှုံးတွေကလည်းအစမတန်တက်ပစ္စည်းတွေကလည်းပြက်လက်တာတွေဖြစ် ်ဆေးဥစုကတော့ညာကိုဒီလိုမျိုးရေးရဆက်ဆက်ဖိလိုက်ဖိထားလိုက်လို့ရှိရင်အညာသားတွေအညာသူတွေလက်မြောက်သွားလိမ့်မယ်လို့ထင်ပုံရတယ်ဒါပြန်ကြည့်ရင်အရင်ကလဲရွာလုံးကျုံမီရှို့အုပ်စုလိုက်ရေးဆက်ရေးဆက်ဆက်တတ်တာတွေလုတ်ခဲ့တာအခုလဲအဲသူကစစ်ကြောင်းထိုးရင်တောင်မှသူတို့အထိနာတဲ့ဒေတာတွေကပြည်သူတွေကိုအစုလိုက်ပြုံလိုက်ပေါ်တာဆွဲတာတွေနောက်အမျိုးသမီးတွေကိုဟို at rape လုပ်တာတွေတပ်ဖြတ်ပစ်တာတွေလုပ်နေတာရှိတယ် ပြီးတိတ်ပြီးမခုခံတဲ့နယ်တွေမှာဆိုရင်ရွာတွေဝင်လာပြီးတော့လူစုကိုင်းပြီးတယောက်ကိုစံနေနေနဲ့ပတ်စံနေနေအဲပြီးခဲ့ပြီးတော့သူကစီယုံရင်းစင်တာစစ်တပ်ထိန်းချုပ်တဲ့နယ်မြေတွေဖြစ်လာရင်ဒီလိုဒေသတွေအဲဒီလိုဒုက္ခတွေမဖြစ်တော့ဘူးနော် PDF တွေစကြင်ဖို့နောက်ယူကော့ပွဲကိုမဲပေးဖို့ဆိုတဲ့ဟာမျိုးတွေလောက်တာတွေ့ရဒါမဲ့လဲခြုံပြီးကြည့်လို့ရှိရင်အညာသူအညာသားတွေတော်တော်ဆွဲကောင်းလာတာဥတ္တရစိုးစုပူးညွတ်တာမရှိသေးဘူး ကျွန်တော်အမြင်တော့အများစုကဒီမင်းအွန်လိုင်းအုပ်စုဟိုစေအုပ်စုကဒုက္ခပေးလေစေအုပ်စုကိုဟိုယုံမုန်းတာမျိုးဟိုလောက်တာမျိုးတော့ဖြစ်နေလားမသိပါဘူးအညာမငိမ့်တာကမင်းအွန်လိုင်းတို့အုပ်စုတွေအတော်အနေရခက်တဲ့အနေသားပဲအဲ့လိုနဲ့မင်းအွန်လိုင်းတွေစီးရီးကြီးမှန်ကြက်လည်းမပြည့်နိုင်ငံရေးကြီးမှန်ကြက်လည်းမပြည့်နဲ့မြောက်တစ်ကိုင်းလို့လုံမဲ့အကွက်တွေတောင်းဖြစ်နိုင်ယူကဘွားပြီးသွားရင် NCA လက်မှတ်ထိုးထားတဲ့ဒိုင်းနာအုပ်စုတွေပါဝင် ကိုပိုင်အုပ်ချုပ်ပြဌာန်းခွင့်အတွက်ဖက်ဒရယ်အတွက်တောက်ဆုံမှုတွေကြဲကြဲလောင်လောင်ကြားရလာနိုင်ပါတယ်။အဲဒီတစ်ပတ်ကအချိန်လေးပြည့်နေပြီဆိုတဲ့အတွက်အဲဆွေးနွေးမှုကိုဒီမှာပဲရန်နာချက်ပါတယ်ရှင့်။နောက်ပတ်တွင်မှပြန်ပြီးတော့ဆုံတွေ့ရအောင်ပါရှင့်။ ကျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်ွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FN Facebook Page က Messenger နဲ့မြစည်းမရေဒီယို ဆောင်ပါရှင်ဆိုတဲ့ Telegram Group ကို စာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရခင်ဗျာ။ မြစီမရေဒီယိုရဲ့ဒီနေ့မနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်မင်းအနေနဲ့ဒီလိုပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့မြစီမရေဒီယိုဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တည်နေမဲ့မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြကြသူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ thank you